ရန်ကုန်တိုင်းဒေသကြီးစံကြောင်းမြို့နယ်တိရိခေမရက်ွက်ခတ္တလန်အမှတ်34 BAB အေမင်းနေအိမ်၌2031ခုဇန်နဝါရီလ15ရက်နေ့15ရက်နေ့၌ဟောကြားအပ်သည့် စိတ်ကိုစောင့်ထိန်ခြင်းအကြောင်းတရားဒေသနာမြတ်စွာဘုရားကထိုလိုတုတ်တန်နေမှာစိတ်ကိုထိန်သိမ်းရမယ်လို့ပဲဒီလိုဟောတယ်ရုပ်ကိုထိန်သိမ်းရမှာလို့မဟုတ်ဘူးလူရဲ့တဏ္ဍမှာစိတ်နဲ့ရုပ်စိတ်ဆိုဒီမှာစိတ်စေတသိက်နန္တရားပေါ့နော်နန္တရားကိုဖော်ပြတဲ့အခါမှာစိတ်လိုပဲ ဒီကဖော်ပြလေးရှိတယ်။တမာရီကိုဖော်ပြခြင်းတဲ့ခါလဲတခါတလေစိတ်လိုပဲဖော်ပြတယ်။လောကလူတွေရဲ့အတုံးနှောင်းကလည်းပဲစိတ်ကောင်းတယ်စိတ်မကောင်းဘူးစိတ်ချမ်းသာတယ်စိတ်မချမ်းသာဘူးစိတ်ညစ်တယ်စိတ်ဖြူစင်တယ်နဲ့စိတ်ကိုဥတည်ပြီးပြောကြတာပဲเนาะမှန်ပါပါအဲ့တော့ယုံနဲ့စိတ်နှစ်မျိုးရှိတဲ့နေရာမှာမြတ်စွာဘုရားကစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်တာဟာ ကြီးကျယ်သောအကျိုးကျေးဇူးကိုရရှိစေနိုင်တယ်လို့ဘုရားနေမှာဟောတယ်။ဒီလိုတွေမကဘူးမြတ်စွာဘုရားဟောတာ။စိတ်ကိုယဉ်ကျေးအောင်ဆုံးမရမယ်။ကိုယ်စိတ်ကိုယဉ်ကျေးပြီဆိုလို့ရှိရင်ယဉ်ကျေးတဲ့စိတ်ကကောင်းကျိုးချမ်းသာတွေကိုကြီးဖြစ်ပွားစေတတ်တယ်လို့ဒီလိုဟောတယ်။နောက်ပြီးတော့စိတ်ဒိဋ္ဌိနိယတိလောကောလောကကြီးကိုစိတ်ကပဲဥဆောင်နေတယ်လို့ဒီလိုဟောတယ်။ စိတ်ကပဲဥဆောင်နေတယ်စိတ်တတပရိကတ်တတိစိတ်တေနပရိကတ်တတိစိတ်ကနေဆွဲဆောင်သွားတယ်ဒီစိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနွားခုတဲ့စိတ်ရဲ့အလိုတိုင်းစိတ်ဆန္ဒရှိတိုင်းစိတ်ရဲ့စွမ်းအားတိုင်းအလုံးဟာလိုက်ပါနေကြတယ်လို့စိတ်နဲ့ပတ်သက်ပြီးတော့ဟောတဲ့ဒေသနာတွေရောင်ရမ်းစွာရှိတယ်ပေါ့ နောက်ဓမ္မပရမာဆိုလို့ရှိရင်လေမနောပုပ်ပင်ကမဓမ္မသဘာဝတရားတွေကိုစိတ်ကပဲရှေးဆောင်နေတယ်လို့စိတ်ကိုအဓိကထားပြီးတော့ပဲခေါ်လို့ရှိတယ်ပေါ့အဲတော့စိတ်ကိုအဓိကထားပြီးတော့ဟောတဲ့ဒေသနာတော်တွေကိုကြည့်ပြီးတော့တချို့ဗုဒ္ဓဘာသာကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ဆိုဗုဒ္ဓဝါဒ idealism ဆိုပြီးတော့ စိတ်ကိုယ်သာလည်းအရှိတရားလို့ယူဆတယ်လို့စိတ်သာအမှန်တရားလို့ယူဆတဲ့ဝါဒလို့ဒီလိုထင်မြင်ကြတယ်။ကဲတော့ philosophy မှာပြောတဲ့ idealism ဆိုတာစိတ်ကသာအရှိတရားရုပ်တို့ပါလို့ဆိုတာစိတ်ကနေပုံဖော်ထားတာတကယ်ရှိတဲ့တရားမဟုတ်ဘူးဆိုတဲ့အတွေးခေါ်တစ်ခုပေါ့နော်။ဒါကြောင့် မြတ်စွာဘုရားဝါဒကိုတချို့ idea listen idea listen ဝိညာဏဝါဝိညာဏဝါဒသုံးမဟုတ်နာမနာမ်ကိုအဓိကထားဝါဒနာမဝါဒဒီလိုပြောကြတယ်တကယ်တော့အဲ့ဒီပြောဆိုမှုဟာသူတို့ဆိုလိုတဲ့ idea listen ဆိုတဲ့စကားနဲ့ပြောရင်တော့မှန်မဟုတ်ဘူးသူရဲ့စံတင်မဲ့ဝါဒတကူကပါတော့ဆို material listen material listen ဆိုတာယောဂတာအဓိကတယ် ရုပ်ကသာအရှိတရားနန္တရားဆိုတာရုပ်ရဲ့လှုပ်ရှားမှုကိုခေါ်တာလို့ဒါကြောင့်မို့လို့တချို့အနောက်တန်းရလူတွေကဒီစိတ်ဆိုတာမရှိဘူးစိတ်ဆိုတာအုံနောက်ရဲ့ဒုဆောင်ချက်လို့ပြောတယ်သူတို့စိတ်ကိုရှိလို့မတတ်မှာဘူးအုံနောက်ရဲ့လှုပ်ရှားမှုကဒါလူတွေစိတ်လို့ခေါ်နေတယ်လို့ဒီလိုသူတို့ကယူကြတယ်အဲ့တော့ materialism နဲ့ idealism ဆိုတဲ့ဒီဝါဒနှစ်ခုဖြစ်ပေါ်လာတယ်ပေါ့ လို့ဆိုပြီးအတွေးခေါ်သမားတွေအဲတော့မြတ်စွာဘုရားရဲ့ဝါဒဟာဒီဒေသနာတော်တွေကိုကြည့်ကြည့်တော့ idealism လားလို့မေးစရာတွေဖြစ်ပေါ်လာသို့တော့သူတို့ပြောတဲ့ဖွင့်ဆိုချက်အတိုင်းဆိုရင်စိတ်သာရှိတရားဆိုတာမဟုတ်ဘူးဘုရားဗုဒ္ဓတရားတော်ကယုံနဲ့နံနှမျိုးခွဲဟောတာဖြစ်သည့်အတွက်ကြောင့်စိတ်သာရှိတရားမဟုတ်ဘူး ပြီးတော့ဥဆောင်တဲ့နေရာမှာလည်းပဲစိတ်ကသာဥဆောင်တယ်ယုတ်ကဥဆောင်မှုမရှိဘူးလို့ဒီလိုပြောတာလည်းမရှိဘူးစိတ်ကိုအကြောင်းပြုပြီးတော့ယုတ်ဖြစ်တယ်ယုတ်ကိုအကြောင်းပြုပြီးတော့စိတ်ဖြစ်တယ် mutual relation ပဲသက်စွာဘုရားဟောတာသို့တော့တဏှာဥကလွတ်ဖို့ချင်းချင်ကြိုးကိုအထုတ်တဲ့အခါမှာစင်ကြယ်တန်ရှင်းအောင်လုပ်တဲ့အခါမှာထိမ့်သိမ့်ဆောက်ရှောက်တဲ့အခါမှာစိတ်ကိုထိမ့်သိမ့်ဆောက်ရှောက်ကြရတရား အဲ့လိုကွဲကွဲပြားပြားဟိုတိဖို့လို့တာပေါ့နော်အဲ့လိုမဟုတ်လို့ရှင်ဒီ idea listen လို့နဲ့သွားပြီးတော့ရောထွေးပြီးတော့ဘုရားဝါဒဟာ idea listen လို့လို့မဟာယာနတွေမှာယောဂါကြာရဆိုတဲ့ဝါဒရှိတယ်ဝိညာဏဝါဒလို့လည်းခေါ်တယ်သူကတော့ idea listen ပဲ idea listen ဆိုတာသူကဆိုပါစို့ ဇဝဲလို့ဆိုတဲ့နေရာမှာဇဝဲကတကယ်ရှိတာမဟုတ်ရှိတာကဇဝဲလို့သိတဲ့စိတ်ပဲရှိတယ်စိတ်ကနေပြီးတော့ဇဝဲလို့ပြောလို့ဇဝဲဖြစ်ရတယ်သူသူ့လိုอ่ะเนาะဉာဏ်စီကမြင်ရတဲ့အရာတွေလည်းပဲတကယ်မြင်တာမဟုတ်ဘူးစိတ်ကနေပြီးတော့ပုံဖော်ထားတာတွေလို့စိတ်ကသာအရှိတရားကျန်တာအရှိတရားမဟုတ်ဘူးလို့ဆိုတော့ဒါဒီဟာတော့မြတ်စွာဘုရားရဲ့ဝါဒမဟုတ်ဘူးအဲ့ဒါကြီးတွေးတယ်ဟာအဲ့တော့ခဏလို့ ြတ်စွာဘုရားကဒီ materialism ရုပ်သာရှိဆိုတဲ့တစ်ဖက်သားဝါဒလည်းမဟုတ်ဘူး idealism နန္ဒာရှိတဲ့ဆိုတဲ့ဖက်သားဝါဒလည်းမဟုတ်ဘူးမြတ်စွာဘုရားကတတ္တဝါတွေမှာလူတွေမှာဖွဲ့စည်းထားတာဒီသဘာဝနှစ်ခု ਨੇ ဖွဲ့စည်းထားတယ်ဖွဲ့စည်းထားတဲ့အတွက်ကြောင့်စိတ်ကလည်းရုပ်ကိုဒီစိတ်ကလည်းရုပ်ကိုဥဆောင်မှုပြုတယ်အကြောင်းပြုတယ်ရုပ်ကလည်းစိတ်ကိုအကြောင်းပြုတယ် ဒါကြောင့်မလို့သူကစိတ်နဲ့ယုတ်ဆိုတာဟောအပြန်အလှန်အကျိုးပြုနေတဲ့သဘောတရားတစ်ခုဆိုရလို့အသိစိတ်ကလေးပေါ်လာဖို့ရတဲ့အသိစိတ်ဟာသူကမိယာယုတ်မရှိဘဲနဲ့ပေါ်လို့မရဘူးမျက်စိရှိရမယ်မြင်စရာအာယုရှိရမယ်မျက်စိနဲ့မြင်စရာအာယုနှစ်ခုဆုံလိုက်တဲ့အခါမြင်သိစိတ်ဆိုတာပေါ်တယ်အဲ့ဒီမှာမျက်စိနဲ့မြင်စရာအာယုကယုတ်ပဲမြင်သိစိတ်ကမှနန္တရား အဲ့တော့ယုံနဲ့နံကအဲ့လိုပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီစိတ်သာရှိတယ်ဆိုတဲ့ဝါဒကဘုရားဝါဒမဟုတ်ဘူး idealism ဟာဘုရားဝါဒမဟုတ်ဘူးလို့ဒီလိုပြောအောင်အဲ့တော့ယုံသာရှိတယ် materialism လည်းမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီစိတ်အတိစိတ်ဆိုတာရှိတယ်လို့ပြောလိုက်တဲ့ဖြင့်ဒီမျက်လုံးဟာအတိစိတ်မဟုတ်ဘူးမျက်လုံးကမြင်ရတဲ့အဆင်းအာရုံကလည်းအတိစိတ်မဟုတ်ဘူးအဲ့တော့မျက်လုံးနဲ့အဆင်းအာရုံဆုံလို့ဆိုတဲ့အုံနောက်ဆိုတာလည်းအတိစိတ်မဟုတ်ဘူးတို့ အဲ့တော့မြတ်စွာဘုရားရဲ့ဝါဒကယုံလည်းရှိတယ်နံလည်းရှိတယ်လို့တတ္တဝါဆိုတာယုံနဲ့နံနှစ်ခုပေါင်းဆက်ထားလို့စွန့်အင်တွေရပြီးတော့ဒီလှုပ်ရှားတာတို့သွားတာတို့လာတာတို့ပြောတာတို့ဆိုတာတို့ကြံစည်တွေးတောတာတွေဖြစ်ပေါ်လာတယ်အဲ့တော့နှစ်ခုပေါင်းဆက်မှဖြစ်တယ်ဆိုတာဘာနဲ့ဥပမာတူလို့ဆို robot ဆိုဆက်ယုံနဲ့သွားအလားတန်းတူတယ် robot ဆိုတဲ့ဆက်ယုံကလေးတွေဟာကြည့်နေဘက်ထရီလဲပါရမယ်ဂျန်နဲ့ လိုအပ်တဲ့အချက်လက်တွေသူ့ရဲ့ကရိယာတစားပလာတွေအကုန်ပါလို့ရှိရင်သူကစကားပြောတာတို့လှုပ်ရှားတာတို့သွားလာတာတို့ဒီလိုဖြစ်တယ်။တစားစီဖြုတ်သိမ်းလိုက်တဲ့အခါကျတော့ဒါတွေအကုန်လုံးမရှိတော့မဖြစ်နိုင်တော့။တတ္တဝါတွေတရှိတတ္တဝါလို့ခေါ်ကြတဲ့အရာတွေကလည်းအလုံးယုံနဲ့နဲ့နဲ့ပေါင်းစပ်ပြီးတော့အလုံးဟာတွဲဆလိုက်တဲ့အခါကျတော့မှစွန့်ရင်တတ္တိတစ်ခုဆိုပေါ်လာတာ။ဒါကြောင့်မို့ဝိသုဒ္ဓိမက်မှာ ရူပံနေတေဆံရုပ်မှာလည်းပဲဘာမှစိုင်းတတိမရှိဘူးတဲ့ယုတ်တိတတ်တဆင်ဘာမှစိုင်းတတိမရှိဘူးနာမံနေတေဆံနာလည်းဘာမှစိုင်းတတိမရှိဘူးတဲ့ယုတ်နဲ့နာနဲ့နှစ်ခုပေါင်းလိုက်မှဒီစိုင်းတတိဆိုတာအစွမ်းအားတစ်ခုဆိုပေါ်လာတာတဲ့အဲ့တော့ဒီနှစ်ခုဟာဒီသဘာဝတရားအနေနဲ့ရှိနေကြပြီလို့နှစ်ခုပေါင်းမှစိုင်းတတိပေါ်လာတာ ေအဲ့ဒီဆိုင်းသတိပေါ်လာပြီဆိုတဲ့အခါကျရင်တန်ရှင်းဖို့လို့စင်ကြယ်ဖို့လို့ဘဝမှာအခြေအနေကောင်းဖို့လို့ကြတော့ဘသူကအဓိကကြတော့ဆိုတော့အဲ့ဒီကြတော့ပြင်ရဆင်ရမှာကြတော့လမ်းဟသွားပြီးအဓိကကြဟုတ်အဲ့လိုဆိုလိုတာနော်ဖြူစင်အောင်ထားရမှာနမ်းဆောင်ရှောက်ရမှာလည်းနံမယ်စိတ်ပဲဆောင်ရှောက်ရမှာစိတ်ကိုဆောင်ရှောက်ရမယ်စိတ်ကိုဖြူစင်အောင်ထားရမယ် ဒါမို့မြတ်စွာဘုရားအနာရပိန်တထင်းကြီးကိုဟောတဲ့တရားရှိတယ်။စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်လို့ရှိရင်တဲ့။ကာယကံမှုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးသားဖြစ်တယ်။ကုဋ္ဌိလေးရောက်ဘာပဲလုပ်လို့စိတ်ကိုထိမ့်သိမ်းထားတဲ့ပုဂ္ဂိုလ်တရားဟာကိုယ်စိတ်ကိုလွတ်မထားပဲနဲ့ထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာတတိတို့ပညာတို့ဒါကိုဆွလို့ရပေါ့။နော်။လုံးတင်နာနဲ့မလုံးတင်နာပညာ တကယ်ဖြစ်ပေါ်နေတဲ့အရာပေါ်မှာအာယုံဆိုင်တာကတတိဟောတတိနဲ့ပညာတုံးမို့တတိတန်စင်ညာဆင်ញံတုံတရားနဲ့အမှတ်ရမှုဒီတတိနဲ့တန်စင်ညာဆိုရယ်ဒီတရားနှစ်ပါးနဲ့အာယုံပြုထားလိုက်မယ်ဆိုတာဒါကိုလုံးတာပါလုံးတယ်ကိုပြောတာပါပြောမယ်ကိုစိတ်တွေကပါတွေးမယ်ဆိုတာဒီကာယကံမှုကိုလည်းပဲထင်းထင်းရှားရှားပြီးသားဖြစ်သွားတယ်ဝစီကံမှုကိုလည်းထင်းထင်းရှားရှားပြီးဖြစ်သွားတယ် မနောကံလို့ဆိုတဲ့စိတ်နဲ့လုပ်တဲ့အလုပ်တွေကိုလည်းထိမ့်သိမ်းဆောက်ရှောက်မှုဖြစ်သွားတယ်။အဲ့တော့ဒီနေရာမှာမနောကံဆိုတဲ့နေရာမှာစိတ်အလုပ်အလုံးကိုမနောကံလို့ခေါ်တာမဟုတ်ဘူး။နော်။စိတ်ရဲ့လှုပ်ရှားမှုအလုံးကိုမနောကံလို့ခေါ်တာမဟုတ်ဘူး။ဘာကိုမနောကံလို့ခေါ်တာတော့ဆိုမနောကံမှာသူကသုံးမျိုးပဲဖျားခေါ်ထားတာရှိတယ်ပေါ့။မနောကံဒီ ကောင်းတာနဲ့ဆိုးတာနှမျိုးခွဲထားပြီးတော့အဘိဓါပြပါရမိစ္ဆာဒိဋ္ဌိအဲ့ဒါကိုမနောကံလို့တတ်မှတ်တယ်မကောင်းတဲ့ဘက်ကကောင်းတဲ့ဘက်ကတော့အနာဘိဓါအပြာပါရတမ္မာဒိဋ္ဌိကောင်းတဲ့ဘက်ကမနောကံ၃မျိုးတတ်မှတ်ထားအတွေးအမြင်နဲ့ပတ်သက်လာလို့ရှိရင်မှန်ကန်တဲ့အမြင်လည်းမနောကံပဲမှန်ကန်တဲ့အမြင်ရဲ့လှုပ်ဆောင်မှုစိတ်ထဲမှာအမြင်တစ်ခုလက်ခံထားလိုက်တာဒါမနောကံဖြစ်သွားတယ် ကိုကလက်ခံလိုက်တယ်ဒါကိုယုံကြည်တယ်လက်ခံတယ်ဆိုတော့ကံဤအကျိုးမရှိဘူးလို့လက်ခံလိုက်တယ်သဘောကျတယ်ကံရဲ့အကျိုးကိုငြင်းပယ်တယ်အဲ့ဒီငြင်းပယ်တဲ့အတွေးပေါ်လာလို့ရှိရင်ဒါမိစ္ဆာဒိဋ္ဌိကံဤကံကံဤအကျိုးကံတရားရဲ့အကျိုးကိုရှိတယ်လို့လက်ခံလိုက်ပြီးတော့ခြေနှက်ပြီးတော့ဆုံးဖြတ်ထားတာဒါလည်းတမ္မာဒိဋ္ဌိမနောကံပဲအဲ့ဒီမနောကံအာဒါမိစ္ဆာဒိဋ္ဌိတမ္မာဒိဋ္ဌိလို့ဒီလိုနှစ်ခုနောက်တစ်ခါ လောဘနဲ့သူများပစ္စည်းကိုငါပစ္စည်းဖြစ်ချင်လိုက်တာဆိုတဲ့အတွေးမျိုးတွေးလိုက်ပြီဆိုရင်ဒါမနောကံပဲနှုတ်ကထုတ်ပြောတာမဟုတ်ဘူးစိတ်ထဲကနေပြီးတော့သူများပစ္စည်းကိုမှကိုယ်ပစ္စည်းလှုပ်ချင်တဲ့အတွေးဝင်လာရင်လောဘနဲ့တွေးတဲ့အတွေးဟာဒါမနောကံဖြစ်သွားအဲ့ဒါလို့မတွေးပဲနဲ့သူများပစ္စည်းကို ကိုယ်ပစ္စည်းမဖြစ်စေခြင်းဘူးသူပစ္စည်းကသူပစ္စည်းပဲကိုပစ္စည်းကကိုပစ္စည်းပဲအဲ့ဒီလောဘနဲ့တွေးတဲ့အတွေးမရှိဘူးဆိုရင်ဒါအနာပိစာတခါပြာပါရဆိုတာ ေးရိုးရိုးစိတ်ဆိုးတာပြပါရမဟုတ်ဘူးတကယ်ကိုစိတ်ဆိုးလာပြီးဒေါသဖြစ်ပေါ်လာပြီးတဲ့အခါဒေါသရဲ့ action တစ်ခုပေါ်လာတယ်အဲ့ဒီ action ကဘာလို့ဆိုဒီလူသေသွားပါစေဒီလူဒုက္ခရောက်ပါစေဒီလူအကျိုးမဲ့ဖြစ်သွားပါစေဆိုတဲ့အတွေးနဲ့လှုပ်ဆောင်လာပြီးဆိုရင်တွေးတွေးလာပြီးဆိုရင်အဲ့ဒီစိတ်ဟာဒါပြပါရလို့ခေါ်တယ်မနောကဖြစ်လာတယ် ။ဒါဒီလူချမ်းသာပါစေဆဲဒုက္ခလွတ်မြောက်ပါစေဆိုလို့ရှင်ဒါအပြာပါရအတွေ့မှန်ကန်တဲ့အတွေ့တစ်ခုဖြစ်လာတယ်။ဟောအဲ့ဒီလူဒီအရခတ်သိန်းဟာဒီတတိနဲ့တန်စင်ညာနဲ့ဆင်ញင်တုံတရားနဲ့ထိမ့်ထားတဲ့စိတ်ကလေးကနေပြီးတော့အကုန်လုံးဆင်ញင်ပြီးတော့ပြုလုပ်သွားတာဖြစ်တော့ဒါကြောင့်မို့မြတ်စွာဘုရားစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်လိုက်ရင်တဲ့ ကာယကမှုကိုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးသားဖြစ်သွားတယ်။ဝစီကံမှုကိုလည်းထိမ့်ရှိထိမ့်သိမ်းဆောက်ရှောက်မှုဖြစ်သွားတယ်။ကာယကံမှုဝစီကံမှုထိမ့်သိမ်းဆောက်ရှောက်သွားလို့ရှိရင်ကာယကံအနေနဲ့လည်းအကုသိုလ်တွေကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတာမရှိဘူးတဲ့။မနောကံဘက်ကလည်းအကုသိုလ်တွေယူစည်းလာတာမရှိဘူး။အဲဝစီကံကလည်းအကုသိုလ်တွေယူစည်းလာတာမရှိဘူး။အဲ့ဒီအကုသိုလ်တွေမဖြစ်သည့်အတွက်ကြောင့်ကာယကံလည်းပဲ အခြေအနေဇိုးတရားကိုမဖြစ်ဘူးဥပမာပဲဆိုတော့အိမ်တဲ့အိမ်မှာခေါင်းမိုးမီးမလုံမိုးမလုံဘူးဆိုလို့ရှိရင်အဲ့ဒီမိုးမလုံတဲ့နေရာကမိုးရေတွေဝင်လာမိုးရေတွေဝင်လာတဲ့အခါအသားတွေဆွပုတ်ဆွေးလာမိုးရေဝင်လာတခုမိုးရေဝင်လာတာကြာတော့ပုတ်လာဒီသဘောမျိုးပဲကာယကံနဲ့ဆက်ဆက်ပြီးတော့အကုသိုလ်ဖြစ်လာတဲ့ဝစီကံနဲ့အကုသိုလ် ဖြစ်လာတဲ့မနောကနဲ့ဆက်ဆက်ပြီးတော့အမှုသူဖြစ်လာစိတ်ကိုမထိန်ဘူးဆိုရင်ကာယကံဝစီကံလည်းမလုံတော့မလုံတော့ဘာဖြစ်လဲဆိုရင်ကာယဒွါရဝစီဒွါရမနောဒွါရကနေပြီးအမှုသူတွေဖြစ်တာပေါ့နော်အဲ့ဒီအမှုသူဖြစ်တာအစိုးဝင်တာအခြေအနေစိုးတွေဝင်လာတယ်လို့ဒီလိုပြောအဲ့ဒီအခြေအနေစိုးတွေဝင်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်ကာယကံလည်းပျက်စီးတာဝစီကံလည်းပျက်စီးသွားတယ်မနောကံလည်းပျက်စီးသွားတယ်အကောင်းမရှိတော့ဘူးပေါ့ အလုံးဟာဖြည့်ဆည်းခံထားရမှာပေါ့အဲဒီလိုကာယကံဝစီကံမနောကဖြည့်ဆည်းထားရပြီဆိုတဲ့ပုံကိုတရားဟာဘဝတစ်ခုကိုအဆုံးသတ်တာဘယ်တော့မှအကောင်းနဲ့အဆုံးသတ်တာမဖြစ်နိုင်ဘူးတဲ့ဒီဘဝမှာလည်းပဲတက်ရှိထင်ရှားရှိနေတဲ့အချိန်မှာလည်းပဲမကောင်းတဲ့အခြေအနေပဲနောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်တဲ့အခါမှာလည်းပဲကောင်းတဲ့အခြေအနေမျိုးဖြစ်ဘူးလို့မြတ်စွာဘုရားကအနာရဝေတထေးကိုဒီလိုခေါ်ထားတာရှိတယ်ရခိတတုတ်လို့ခေါ်တယ် တော့အဲ့ဒီတော့ကဆင်ញင်စဉ်းစားเสียအမတန်မကောင်းတယ်ပေါ့။ဒါမို့ဘုန်းကြီးတို့တွေကဒီကိုယ်စိတ်လေးကိုတတိတံစင်ညာနဲ့အမြဲတမ်းထိန်းပြီးလုံးတင်တာနဲ့မလုံးတင်တာဆင်ញင်စဉ်းစားလို့မနောကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်ဝစီကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်ကာယကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်အဲ့ဒါလို့ထိန်းသိမ်းဆောက်ရှောက်သွားလို့ရှင် အလားလာတွေကအမတန်မကောင်းတယ်လို့ဒီလိုပြောတာအဲ့တော့စောင့်စရာကစိတ်ပဲ ထိမ့်တရမှလည်းစိတ်ပဲပြုပြင်ရမှလည်းစိတ်ပဲသို့တော့လူတွေကစိတ်ကိုပြင်မို့ရတဲ့ရုပ်ကိုပြင်မို့ရအချိန်ပေးကြတာများတယ်ပေါ့ရုပ်ကိုပဲပြင်မို့အာယုံဆိုင်ကြတယ်စိတ်ပြင်မို့အာယုံဆိုင်ကြဘူးနော်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတိုင်းပဲလောက်ကင်လှုပ်ရှားပြီးတော့နေကြတယ်ကိုယ်စိတ်လေးဟာငါအကောင်းအပြင်းပဲတိုးတက်လာအောင်လုပ်မယ်ဥပမာစိတ်ဆိုးတတ်ရင်စိတ်မဆိုးတတ်အောင်ငါလုပ်မယ် လောဘကြီးတိုင်ရင်လောဘမကြီးအောင်လုပ်မယ်စသဖြင့်ပေါ့လေကိုယ်စိတ်ကိုယ်ကိုအကဲခတ်ပြီးတော့လောဘတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်ဒေါသတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်မောဟတွေမာမနာတွေအိတ်တမစ္ဆရိယတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်လို့စိတ်ကိုပြင်ဆင်မှုကြတော့အားနေတယ်ပေါ့အဲ့တော့အားနေတဲ့အခါကျတော့စိတ်ဟာမလုံးညုံဘူးအားနေတာဘာကြောင့်အားနေလဲဆိုရင်တတိတံစင်ညာအားနေလို့ပဲတတိမထားဘူး ကိုယ်ကတတိဌာနာပဲကိုသွားတတိဌာတော့ဆိုရုပ်ကိုပြင်ဖို့ပဲတတိဌာနေတယ်ပေါ့လူတွေကရုပ်ကိုပြင်ဖို့တတိဌာတယ်ကိုယ်စပင်ဘယ်လိုပြင်ရမလဲနော်ကိုကိုတဲ့ဝဘယ်လိုပြင်ရမလဲကိုပတ်ဝန်းကျင်ဘယ်လိုပြင်ရမလဲဒါပဲအာယုံကစိုက်တာကိုငါစိတ်လေးဘယ်လိုပြင်ရမလဲဆိုတာကြတော့ဟိုတောင်းမရှိတယ်လို့ဖြစ်နေတတ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဒီဝဋ်ထတော့မှာဟောထားတာဆိုလို့ရှိရင်စိတ်စင်ကြယ်လို့ရှိရင် ရုပ်လည်းစင်ကြယ်တယ်နော်စိတ်ဖြူစင်ရမယ်စိတ်မစင်ကြယ်တဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အလားအလာမဖြစ်နိုင်ဘူးတဲ့စိတ်ညင်နွမ်းလို့ရှိရင်မကောင်းတဲ့အလားအလာဖြစ်နိုင်တယ်စိတ်ဖြူစင်မှကောင်းတဲ့အလားအလာတွေဖြစ်နိုင်တယ်လို့ဒီလိုခေါ်ထားတာရုပ်နဲ့ပတ်သက်ပြီးတော့ဟောတာမရှိဘူးဒီခန္ဓာကိုယ်ညစ်ပတ်နေလို့အဲအပေငရဲကြမယ်လို့ဒီလိုမဟောဘူးသို့သောစိတ်နဲ့ရုပ်ဟာဆက်ဆက်နေသည့်အတွက်ကြောင့်တန်တန်ရှင်းရှင်းနေဖို့တော့မြတ်စွာဘုရားဟောပါတယ် ဘာလို့လို့ဆိုရင်ရုပ်အနေထားကောင်းမှစိတ်အနေထားလည်းပဲဟိုပြင်တဲ့အခါမှာပိုကောင်းလာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီရုပ်ကိုပြင်နေတဲ့တော့ပြင်ရတာပေါ့တန်ရှင်းအောင်ထားတာပေါ့ရုပ်ပြင်နေဆိုတာအဓိကကတော့စိတ်ဓာတ်ကိုပြင်ရမယ်အဲ့ဒီလိုစိတ်ဓာတ်ပြင်မွေးရတဲ့အတွက်တတိနဲ့တံစင်ညာအမြဲထားတတိဆိုတာကိုယ်အခြေအနေကိုအမြဲတမ်းအမှတ်ရနေတာစိတ်နဲ့ပတ်သက်တဲ့အခြေအနေတခုကိုအမှတ်ရတယ် သံစင်ညဆိုတာဒီအကောင်းဆိုးအကြောင်းအကျိုးခွဲခြားသိတဲ့အသည့်အဲ့ဒီအကောင်းဆိုးအကြောင်းအကျိုးခွဲခြားသိကြသိတဲ့အသည့်ဟာတတိရှိမှသိတယ်တတိမရှိရင်မသိဘူးပဲသူကတတိရှိတဲ့နေရာပဲသိလို့ရတယ်တတိမရှိတဲ့နေရာမသိဘူးအဲ့ဒီနှစ်ခုကိုသေးသေးချာချာစဉ်းစားကြည့်တတိနဲ့ပညာဆိုတာဟာပညာကတတိမပါတဲ့နေရာမှာလုံးဝမဖြစ်ဘူးတတိရှိတဲ့နေရာမှာပညာဖြစ်တယ်ဒါမို့စာပေကျမ်းမှာ တိလင်းဆိုထားတာရှိတယ်နာဟိတတိဝိရဟိတာပညာနာမအတ္ထိတတိကင်းတဲ့အတိပညာဆိုတာမရှိနိုင်ဘူးတဲ့တတိနဲ့သာပညာဟာရှိနိုင်တယ်တတိရှိရအဲတတိရှိတဲ့နေရာမှာပညာဖြစ်ဖို့တော့လိုတယ်အဲ့တော့အဲ့ဒီပညာဖြစ်လာပြီပညာကလည်းပဲ၃မျိုးရှိတယ်အဲ့ဒီ၃မျိုးထဲမှာ၃မျိုးဆိုတာလူတိုင်းလူတိုင်းမှာ၃မျိုးမရှိတတ်ဘူး လူတိုင်းလူတိုင်းမှာ၃မျိုးမရှိဘူးအဲ့တော့နံပါတ်1 primary knowledge ပေါ့ primary knowledge ဆိုတာ knowledge from birth မွေးရဲပါတဲ့ပညာနော်တိဟိပတိတရနေတယ်လို့ခေါ်တယ်အဲ့ဒီပညာရှိဖို့ကြတော့ဒီဘဝနဲ့မသက်ဆိုင်ဒီဘဝကလောက်ခဲ့မှာနော်မွေးကလေးကတရေကနေပြိတရေကနေပညာပါလာအဲ့ဒီပုဂ္ဂိုလ်ကြတော့ထက်မြက်တယ် အရာရာမှာသိနိုင်စွမ်းရှိတယ်။သူများတဲ့ထက်မြက်တယ်။တရားဥတရားမြတ်ကိုသူကပေါက်ရောက်နိုင်တယ်ပေါ့ချင့်ကြံကြိုးကိုအားထုတ်လို့ရှိရင်။မချင့်ရင်တော့မရဘူးသူလည်းသို့တော့အခြေခံကောင်းတယ်ပေါ့သူကဝိရပါလာတဲ့အသိပညာဆိုတာတခုအဲ့ဒါကိုဇာတိပညာလို့ခေါ်တယ်။နောက်တစ်ခုရှိရမယ့်ပညာဘာလို့ဆိုပါရိဟာရိယပညာပါရိဟာရိယပညာဆိုတာ ိစ္စမှန်တယ်များကိုလှုပ်တဲ့အခါမှာလှုပ်တဲ့မလှုပ်တဲ့စဉ်းရင်စဉ်းစားတယ်ဘာလှုပ်ရမလဲဘယ်ချိန်ဘာလှုပ်ရမလဲဒီချိန်ကဘာလှုပ်ရတယ်ဒီချိန်ကဘာမလှုပ်ရဘူးနဲ့ခွဲခြားဝေဖန်တဲ့သိတဲ့အသိကိုဒါပါရိဟာရိယပညာဒါလည်းလူတိုင်းမှမသိရှိဘူး common sense လို့ခေါ်တဲ့ဟာလူတိုင်းမှမရှိဘူးနော်ပြောသင့်တဲ့စကားလားမပြောသင့်တဲ့စကားလားတချို့မသိဘူးမသိသည့်ကြောင့်ပြောပြဿနာတွေတက်နော်လှုပ်တဲ့နာလားမလှုပ်တဲ့နာလားမသိဘူးမလှုပ်တဲ့နာလှုပ်တယ်လှုပ်တဲ့နာမလှုပ်ခဲနေတယ် အချိန်ခါလည်းမသိဘူးဒီပြောသင့်တဲ့စကားလည်းမသိဘူးလုံးသင့်တဲ့စကားလည်းမသိဘူးဆိုတော့အဲ့ဒီလိုဒီပါရိဟာရိယဆိုတဲ့ပညာကိစ္စတွေကိုပြည့်စုံအောင်မြင်စေနိုင်တဲ့ဥဆောင်သွားနိုင်တဲ့ပညာရမျိုးကတော့လေ့ကျင့်ပြီးတော့ယူလို့ရတယ်ပေါ့ဒါတွေကလေ့ကျင့်ရတာဒါလုံးသင့်တယ်မလုံးသင့်ဘူးနေသင့်တယ်မနေသင့်ဘူးပြောသင့်တယ်မပြောသင့်ဘူးလေ့ကျင့်ရမယ်သင်ကြားရမယ် အဲ့ဒီပညာမျိုးတွေရှိရမယ်တဲ့နောက်ရှိရမယ့်ပညာတစ်ခုကတော့သူကအစစ်မြင့်တယ်ဘာလို့ဆိုလို့ရှိရင်ဝိပဿနာပညာအဲ့ဒီဝိပဿနာပညာကတော့တဏှာဟောကလွတ်ဖို့ဖြစ်စေနော်ထူခြားတဲ့အသိဉာဏ်တွေကိုရပြီးတော့တွေ့တာမှုကိုလျှော့ချဖို့ဖြစ်စေဘဝမှာတော့ကနေအောင်နေထိုင်ဖို့ဖြစ်စေအဲ့ဒါတွေအတွက်တော့ဒီပညာကမရှိမဖြစ်တဲ့ပညာတစ်ခုပဲပေါ့အဲ့တော့ဝိပဿနာလုပ်ငန်းဆိုတာဒီ ဒီပညာကတော့သူကခုတဏ္ဍမှာတစားတစားရင့်တန်လာအောင်စနစ်တကျလေ့ကျင့်ပြီးတော့ဟိုတိုးပွားလာအောင်လုပ်ရတဲ့ပညာမျိုးဖြစ်လို့ဘာဝနာပညာလို့ခေါ်တယ်။သူကလုံးမတဖြည်းဖြည်းတိုးလာတာမလုံးလို့ရှင်မရဘူးသူကလုံးယူရတဲ့အရာတစ်ခုပဲပေါ့။အဲဒါကြောင့်မို့လို့ပညာ၃မျိုးရှိတယ်။ပရိသေရေကပါလာတဲ့ပညာရဲ့ခုနက ကိစ္စဝိစ္စတွေကိုဆောင်ရွက်နိုင်စွာရှိတဲ့ပညာရယ်ပါရိဟာရိယပညာရယ်နောက်ဝိပဿနာပညာရယ်အဲ့ဒီပညာ၃ရပ်ပြည့်စုံမှမဖို့စွာရနိုင်အနုဘုဆိုရင်မရနိုင်ဘူးမဖို့နေပါအဲ့တော့မဖို့နေပါမှမရရင်နိဗ္ဗာန်ဆိုတာမတွေ့နိုင်ဘူးနိဗ္ဗာန်မတွေ့လို့ရှိရင်တဏှာဝိဆင်းရဲဘယ်သူမှမလွတ်သေးဘူးတဏှာထဲမှာလဲနေဥပ္ပါဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားက စိတ်ကိုထိမ့်သိမ်းဆောင်းရှောက်ရမယ်ဆိုတာတတိနဲ့ပညာနဲ့စိတ်ကိုထုံမွမ်းထားရမယ်လို့ဒီလိုပြောတာပဲအဲဒီလိုထုံမွမ်းထားလို့ကိုယ်စိတ်လေးဟာတတိအောက်ပညာအောက်မှာရောက်ပြီးတော့တတိပညာတို့ရဲ့ control အောက်မှာရောက်ရှိသွားပြီဆိုလို့ရှိရင်ဒီစိတ်လေးကဥဆောင်ပြီးတော့သွားတာဖြစ်တော့ကြောင့်ကာယကံလည်းပဲမှားရင်းတာမရှိတော့ဘူးဝစီကံလည်းပဲမှားရင်းတာမရှိတော့ဘူးမနောကံလည်းမှားရင်းတာမရှိဘူးလောကမြကာယကံဒီအမှန်ဘက်ကိုဥလက်သွားတယ် ပြောသည်များဝစီကံလည်းအမှန်ဘက်ကိုဥလှဲ့သွားတယ်။ကြံတွေးသည်များမနောကံတွေကလည်းအမှန်ဘက်ကိုဥလှဲ့သွားတယ်။အမှန်ဘက်ကိုဥလှဲ့သွားသည့်အတွက်ကြောင့်ဘဝမှာဆင်ပြေတယ်။နောက်ဆုံးမှဒီဘဝအဆုံးသတ်ရင်လည်းကောင်းမြတ်တော့အဆုံးသတ်ခြင်းပဲဖြစ်တယ်။နောက်ဆုံးတန်တရာဟုတ်ကလွတ်မြောက်ဖို့အထိအဆင့်ရသွားလို့ရှိရင်လည်းဒီကနေပြီးတော့အဆင့်မြင့်ပြီးတော့ဝိပဿနာပညာကိုအားထုတ်လို့နောက်မဲ့ပညာကိုပညာကိုရတဲ့အခါမှာနိဗ္ဗာန်ကိုတွေးရှိပြီးနောက်ဆုံးမှာ တွေ့တာမှုတွေအားလုံးကိုရုပ်သိမ်းပြီးတော့မိမိရဲ့ဘဝတစ်ခုဟာခြုံငိမ့်သွားတော့ဆင်းရဲဒုက္ခအားလုံးကလွတ်တယ်လို့ဆိုတဲ့ဤစနစ်ကိုမြတ်စွာဘုရားဟောတာဖြစ်သောကြောင့်မြတ်စွာဘုရားရဲ့ဝါဒသည် materialism လည်းမဟုတ်ဘူး idealism လည်းမဟုတ်ဘူးတကယ်တော့ရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်နှစ်ခုစလုံးကိုလက်ခံတယ်သို့သောတဏှာဝကလွတ်ဖို့ကြိုးစားဖို့ ဆိုတော့အင်အားတွေကဘယ်မှာရှိတော့ဆိုရင်နန္ဒဲမှာပဲရှိတယ်စိတ်မှာပဲရှိတယ်လို့ဒီလိုဆိုလို့တာနော်အဲ့ဒီရှိတဲ့အင်အားတွေကိုအသုံးချပြီးတော့အလုံးလို့ဖို့ပဲအဲ့ဒါလို့အလုံးလို့ခြင်းဖြင့်နော်ရုပ်နဲ့နာနှစ်ခုပေါင်းဆက်ပြီးတော့ကောင်းမြတ်တဲ့အလုပ်တွေကိုလုံးလုံးကင်ခြင်းဖြင့်မိမိတို့လက်ရှိဘဝမှာလည်းဟိတဒုက္ခတွေရတယ်နောက်ဘဝတွေမှာလည်းပဲ နိဗ္ဗာန်ချမ်းသာနဲ့နီးတဲ့နီးပြီးတော့တဏှာယောကလွတ်လွတ်ရလွတ်ကြောင်းတရားကောင်းတွေကိုလည်းရရှိနိုင်တယ်လို့ကိုယ်စီကိုယ်စီသဘောကြပြီးကြံ့ကြံ့ကြိုးကုန်အားထုတ်နိုင်ကြပါစေကုန်တည်းသာ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 